္ဂလာပါရှင်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာကြီးရန်အောင်ရေးသားထားတဲ့တန်ဝေကဆိုတဲ့ဝိထုထုလေးပဲဖြစ်ပါတယ်။တန်ဝေက ကြောင်းလှလိုက်ပြီးဖြစ်သဖြင့်ကြောင်းသားများဆရာဆရာမများသည်တစုတယုံနေပြန်သွားကြလေရာကြောင်းပေါ်တွင် ကျွန်တော်တယောက်ထဲကြံ့ရစ်ခဲ့လေတော့သည် တနေ့လုံးမီစူးစူးညံ့ညံ့လှလှူရှာရှာဖြစ်ခဲ့သောကြောင်းမှာတိတ်ဆိတ်ငြိမ်သက်လျက်အသည်မဲသည့်တပွဲဖြစ်နေသည်ကိုတွေ့ရသောအခါမမဲသောသင်္ခါရသဘောတရားကိုစင်စါထင်မြင်မိသည်ကျွန်တော်သည်ကြောင်းဝရန်တာတွင် ကလထိုင်းတစ်လုံးဖြင့်ထိုင်၍ တောင်ဆူဆူအရက်သို့ငင်းမြော်ကြည့်ရှုနေမိ၏။မိုးရသည့်အတွင်းကမြားရေလိန်တကယ်သို့စိန်လန်းစုပ်ပြေသောစဘာပင်တို့ဖုံလွှမ်းရာလေကွင်းကြီးမှယခုအခါတွင်လဟာပြင်လွင်ထီးကောင်ဖြစ်လျက်ရိုးပြန့်ငုတ်ကလေးများကိုသာမြင်ရတော့သည်။ဤစဘာပင်များ၏အဖြစ်တစ်နှစ်ကလူတို့၏ဘဝနှင့်တူလာစွာ၏။လူအပေါင်းတို့သည်ပျို့ရွယ်စဉ်ပင်ပျော်ကြရွှင်ကြကြည်နူးကြသည်မှာမိုးရသည့်အတွင်စဘာပင်များစိန်လန်းစုပ်ပြေ ရိမ့်နှက်၍နေသည်နှင့်တူလာ၏။မိုးရသည်ကုံမြောက်၊ဆောင်းရသည်အရောက်တွင် စပားပင်နေသည်။ရိပ်ဖြက်ချင်းခံရသလိုလူများမှလည်းတက်ကြီးရွယ်အိုးသို့ရောက်လာသောအခါတေမင်း၏ထက်လာစွာသောဒဇင်ဖြင့်ရိပ်ဖြက်ချင်းခံရကရိုးဖြက်ငုပ်ပမာအယိုးစုသာကြံလေတော့သည်တကား။တနေ့လုံးစီကားကြွညံ၍နေခဲ့သောကြောင်းသည်တိတ်ဆိတ်ငင်သက်၍နေသလိုတမိုးတွင်လုံးစိမ့်ဆူตายရခဲ့သောစပားပင်တို့သည် ရိုးပြန်ငုံများသာကြံတော်သလိုကျွန်တော်ဘဝမှာလည်းဤအတိုင်းပင်ဖြစ်ပေတော်သည်သာဒီကျွန်တော်သည်အတိတ်ဖြစ်စဉ်ကို ပြန်လည်တွေ့တော်ကြည်နေမိသည်ဒလာမျိုးအနီး၆နံပါတ်ရွာကလေးတွင်ကျွန်တော်ကြောင်းစရာလုပ်ခဲ့သည်ကျွန်တော်မှာတကူရီတကာရသမားဖြစ်ရာပြည်ညီငွေမီလီရဲ့တစုံတရာလို၍နေသလိုဟာ၍နေသလိုဖြစ်နေတော်သည်တနေ့တော်ညနေတွင်မိုးရေရွာ၍နေသဖြင့် ကျွန်တော်တယောက်တည်းအိမ်ခံအတွင်းမှာကိုယ်ရွေးနေစဉ်တစုံတယောက်ဝင်လာသဖြင့်ကျွန်တော်မှာအံ့အားသင့်ကမျက်လုံးပြူသွားမိတော့သည်လှပတော့မိမပြူတယောက်ဖြစ်၏ကျွန်တော်တကားမြမမြင်ဘူးသူလည်းဖြစ်၏ပြုံငနေမိုးရွာချလိုက်လို့မိုးဝင်ခိုတာပါဟုမိမပြူကပြောသည်ကျွန်တော်ကနေရာထိုင်ငင်းပြီးက စကားစမြည်ပြောသည်ကျွန်တော်တီလိုသည်များကိုမေးသည် ထိုမိမပြူမှာသုံးခွာမျိုးအနီးကန်တပ်ပနရွာမှဖြစ်၏ ကျွန်တော်နေသည်၆နံပါတ်ရွာတွင်မိမပြူဤအမရှိသဖြင့်အလေအပတ်လာကြောင်းသိရသည်ကျွန်တော်နေမိမပြူအတော်ကြာစကားပြော၍နေကြ၏သူရုပ်စင်းတန်းမှာချစ်ခင်ကျင်နာဝဲကောင်းလာသည် သူအတန်းမှာตาရလှ၏သူကိုမြင်ရတွေ့ရသူ့အတန်းကိုကြားရသောကျွန်တော်မှာသူအားချစ်ခင်ဆွေမဲ့မိလေတော်သည်ထိုနေမှာစ၍ကျွန်တော်ဤပြည့်ညီငွေပွဲဘဝမှာตาရဆူပြေလာသည်အောင်ဖြစ်ရတော်သည် ျွန်တော်နေသည်6နံပါတ်ရွာကလေးသည်ပင်လင်ရှီကနေမတူနေချင်းစပွဲပျော်မွေ့ဝဲရဖြစ်လာသည်ဟုထင်မိတော့၏မိမပြူ၏အမမာကျွန်တော်နေယင်းဤခင်မင်သူဖြစ်ရာကျွန်တော်ဆန္နာကိုပြောပြသည် သူကလည်းသဘောတူသည် ထို့ကြောင့်မကြမီပင်လင်မိမပြူနေကျွန်တော်မှာတမီရီစာဖြစ်ကြတော့သည်ငယ်ရွယ်သေးသူပြီးပြီးလွန်စွာပျော်မွေ့နှစ်သိမ့်မိ၏မိမပြူနေကျွန်တော်တို့မကြခဏတွေးကြဆုံးကြ ကလူကြီးစေခြာရသည်များကို စေဝံချံမြပျော်ရွှင်လာလျက်ပီတိတောမနတဖြစ်၍မဆုံးရှိလေတော့သည်ထိုအခိုက်တွင်အညာဒေတာစမောင်းဝဲတွင်နေကြသော ကျွန်ုပ်မိဘများက ကျွန်တော်ကိုတန်ကြိုရိုက်၍ခေါ်လေတော့သည်ထာလွန်းလင်ထိုင်ရသည်ဟူသောစကားပုံကမှန်လာစွာ၏အပျော်ကြီးပြောအမျိုးကြီးမြူးခဲ့သောကျွန်တော်မှာမိဘတူဦးအသေးအတန်မကြမ်းမမဖြစ်နေခြေပြီးဟုတွေးကစင်ပေါင်ဝဲသူချက်ချင်းလာခဲ့သည် မိဘများကျမ်းမာလေးရဲ့ရှေ့ကြောင်တွေ့ရသည့်အခါကျွန်တော်အံ့ဩရပြန်သည်ပို၍အံ့ဩဝဲကောင်းသည့်မှာကမိဘများသည်ကျွန်တော်နှင့်တင့်တော်မြေထင်သူမင်းကလေးတဦးနှင့်လက်ထပ်ပေးရန်စီစဉ်ကြခြင်းပင်ဖြစ်သည်ခက်ချီပြီမိဘစကားကိုလည်းမပြစ်ပေလို၆နံပါတ်ရွာတွင်ကြံ့ရစ်ခဲ့သူကျွန်တော်ရည်စားကိုလည်းတစ္ဆာမဖောက်လို၂ရောက်စလုံးကိုလက်ထပ်ရွေးလဲဖြစ်မိကိစ္စမျိုးမဟုတ်ထို့ကြောင့်ကျွန်တော်မှာ အတွေးခဲအလုတ်ချက်ခါစိတ်မချမ်းမသာဖြစ်ရတော့သည် နောက်ဆုံးတွင်ကမိဘများ၏စကားကိုညင်းပယ်ရတော့သည်ယင်တို့ညင်းပယ်ရတွင်ကျွန်တော်မှရည်စားရှိနေပြီဟူ၍ကမပြောဝင်ယင်တို့ပြောလင်မိဘများကပြန်မလွတ်ဖဲသူတို့သဘောတူသည့်မိန်းကလေးနှင့်အတင်းပေးစားမည်ကိုဆိုရပေသေးသည်ထို့ကြောင့်ကျွန်တော်သားမယားမယူခြင်းသေးပါဘူးသားမယားယူဖို့ကိစ္စကိုစဉ်းစားပြရစီအောင်ဟုမလိန်တပတ်ပြောရသည်ကျွန်တော်စင်ပေါင်းဝဲမှာ 6နံပါတ်ရွာတို့ပြန်ကန်နေတွင်ကျွန်တော်အကြီးစားထံစာတင်ကြိုရေးသား၏ရန်ကုန်တွင်ကျွန်တော်တို့နှစ်ဦးစုံရန်ဖြစ်လေသည် ကျွန်တော်စင်မောင်ဝဲမှ ပြန်လာသောအခါရန်ကုန်တွင်ကျွန်တော်ဤအကြီးစားနှင့်ဆုံတွေ့သည်6နံပါတ်ရွာတို့မသွားကြပေအင်းစိန်အနီးထန်းတပင်မြို့သို့သွားကထိုမြို့တွင်အိမ်ငားနေထိုင်ကြသည်ကျွန်တော်6နံပါတ်ရွာတို့ရောက်သောအခါကျွန်တော်မှမိမရှိနေပြီဖြစ်ကြောင်းမသိကြရင်းတို့မသိအောင်လေဖုံးဖိထားရသည် ကျွန်တော်မိမရနေကြောင်းကျွန်တော်မိဘများသိကြလိစိတ်မကောင်းဖြစ်မည်ဆိုသောကြောင့်ဖြစ်၏ထိုအခါတွင်ချောင်းနံပါတ်ရွာသူရွာသားများကသူတို့ရွာသူကလေးတယောက်ကိုယူရန်ကျွန်တော်ကိုနားချကြပြန်သည်ကျွန်တော်အဖြစ်ကစမ်းကြေလာစွာ၏ရှက်ဖွယ်လေကောင်းမ၏စင်မောင်ဝဲ၌မိဘများပေးစားသောမိန်ကလေးကိုလက်ထက်ကစင်မောင်ဝဲတွင်ပင်ထားခဲ့နိုင်သည်ထို့နောက်ကျွန်တော်ရေစားကိုယူကထန်းတပင်တွင်ထားမြေထားနိုင်၏ တပန်6နံပါတ်ရွာသူကလေးကိုလည်းယူနိုင်ပြီသည် ကျွန်တော်သာရှုပ်ရှုပ်ပူပူလှုပ်ချင်သူဖြစ်ပါကဤသို့ပင်မယား3ယောက်တပြိုင်နက်သေးယူနိုင်အောင်အချီနီကဖန်တီးပေးခဲ့၏သို့သောကျွန်တော်သည်ရီစာဦးကို တစ္ဆာမဖောက်ဂတိမဖြစ်ဖဲသူတူတဲကိုသာယူခဲ့၏သူကိုယူရပါမည်လားဟု မိဘများကစိတ်ဆူကြသည်6နံပါတ်ရွာသူရွာသားများကညူညင်ကြသည်ရင်းသူစိတ်ဆူညူညင်ခံကား ကျွန်တော်စွန့်စားယူငင်ခဲ့သောဇနီးကကျွန်တော်ကိုအကြီးအကျယ်တစ္ဆာဖောက်လေတော့တည်းအထက်တွင်ဆိုခဲ့သည့်အတိုင်းကျွန်တော်တို့ဇနီးမောင်နှံသည်ထန်းတပင်တွင်နေကြ၏။ကြောင်ဖွင့်ရများတွင်ကျွန်တော်သည်၆နံပါတ်ရွာတွင်နေရလျက်ကြောင်ပိတ်ရများတွင်ဇနီးရှိရာထန်းတပင်သို့သွားရသည်။ကျွန်တော်ခြေလံပြည့်သည့်ကိုရိမ့်မိကြသော၆နံပါတ်ရွာသူရွာသားများသည် ကျွန်တော်ကိုအမျိုးမျိုးထင်ကြေးပေးကြ၏။စုံစမ်းထောက်လန်းကြ၏။ကျွန်တော်မိမအယူက တနေရရာတွင်ထားကြရိမ့်မိလာကြ၏ကြာသောအတက်တိလာကြသည် အချိန်ကာလဟုသည်ထူးမြတ်သောစေတပါပါပေတကားကျွန်တော်သည်မိဘပေးစားသောမိန်ကလေးကိုမယူအခြားသူကိုယူကြောင်းမိဘများလောလောဆယ်တည်ကြလင်းမိဘများကလည်းအကြီးကျယ်စိတ်ဆိုးမည်ခြောက်နံပါတ်ရွာသူရွာသားများကလည်းမုန်တီးယွန်းရှာကြပေလိမ့်မည်သို့သောတဖြည်းဖြည်းရိမ့်မိက အချိန်ကာလကြာမြင့်မှတည်ကြရသောအခါတွင်က အမှုလုံမီဖြစ်သောကြောင့် စူစူပူပူမဖြစ်တော့ပဲခွန့်လွတ်ကြရလေတော့သည်ကျွန်တော်တို့ဇနီးမောင်နှံသည်ချောင်းနံပတ်ရွာသို့ပြောင်းရွှေ့ကပျော်မွေ့စွာနေထိုင်ကြ၏ရင်တို့ပင်တသက်ပတ်လုံးနေထိုင်သွားကြရလိမ့်မည်ဟုလည်းမျှော်လင့်မိ၏အချိန်ကာလနှစ်ပြည့်စေတာအကုန်လုံးကြာမြင့်ခဲ့ကြသည်မြည်သည့်အနောက်ရဲ့အစီအတာများမရှိတော့သဖြင့် ကျွန်တော်တို့ဘဝမှာตาရပျော်မွေ့နေလေသည် သို့သောဘဝဟုသည်ပင်လေရေပြင်ပမာအမြင်နေတဲ့ตาရခြင်းမရှိကြတကား တနေ့တွင်ကျွန်တော်မှာအရေးကြီးသောကိစ္စတရက်ပေါ်ပေါက်လာသည့်အတွက်တောင်ကူမြို့သို့သွားရ၏တောင်ကူတွင်၅ရက်ခန့်နေပြီးနောက်ဇနီးထံသို့ပြန်ခဲ့သည် တောင်ကူတွင်မိတ်ဆွေသင်္ကဟာများထံသို့ အကျိုးအကြောင်းစာရေးရန်အတွက်စာရေးစကူကတ်ကိုယူ၍စာရေးမည်ပြုသောအခါစာရေးစကူကတ်၏မင်းနှိတ်စကူပေါ်တွင်ထူဆန်းသောအမှတ်အသားများတွေ့ရလေတော့သည် ဖြစ်ပုံမှာက တစုံတယောက်သည်မင်းနှိတ်စကူဘောတွင်စာရွက်ကိုတင်ကားခဲတံဖြင့်စာတဆောင်ရေး၏ရင်တို့ရေးသည့်စာများသည်မင်းနှိတ်စကူပြော့ပြော့ဘောတွင်အရေးအကြောင်းများထင်ကြံရတော်သည်ထိုမင်းနှိတ်စကူဘောမှာရေးရာချေရာများကိုတေချာစွာဖတ်ကြည့်သောအခါတွင်ကကျွန်တော်ထိတ်လန့်အံ့ဩမိတော်သည်ကျွန်တော်မြည်သည့်အခါကားမြမမျော်လင့်မိသောကိစ္စစူကြီးတည်းရပေါ်ပေါက်ချီပြီးတကားကျွန်တော်မရှိသည့်အခိုက်တွင် ကျွန်တော်ဇနီးသည် အခြားယောက်ျားတစ်ယောက်နဲ့ဖောက်ဖောက်ပြန်ပြန်ကြင်ကြံလော်မာနေကြောင်းကိုမင်းနေစကူဘောကရေးရချစ်ရများကအထင်အရှားသက်သေခံ၍နေလေတော့သည်ကျွန်တော်မှာဒေါသထွက်ခြင်းစိတ်မချမ်းသာခြင်း မခံမရနိုင်ခြင်းများပေါ်ပေါက်ခါအယူပမာဖြစ်ရလေတော့သည်ကျွန်တော်ဇနီးကိုခေါ်ဤသူ့အမကိုလည်းခေါ်ဤကျွန်တော်တပည့်လက်ထောက်ဆရာကိုလည်းခေါ်ဤထို့နောက်မျက်နာစုံကြီးရှင်းလင်းတင်ပြရတော့သည်ကျွန်တော်ဇနီးကမျက်ရည်တွေးတွေးကြကား ငိုယူနေသည်မှတပါဘာစကားမျှပြန်မပြောနိုင်တော့ကြိလက်စုပ်လက်ကင်မိနေကြပြီမဟုတ်ပါလားကျွန်တော်ဒီဇနီးအားထ၍တပြစ်ချင်းစိပင်ပေါ်မိ၏စိတ်လဲအနာကြီးနာမိ၏ကျွန်တော်က သူ့အပေါ်တွင်အစွမ်းကုန်တစ္ဆာရှိခဲ့သည်မိဘပေးစားသောမိန်းကလေးကိုမယူဘဲမိဘများစိတ်မကောင်းအောင်ပြုခဲ့သည်ရရွာကသဘောတူသည့်မိန်းကလေးကိုညင်းပေကရရွာကိုဂယုမဆိုင်ပြုခဲ့သည်ထိုဝိတ္တွေလဲလီပြီးတကား ကျွန်တော်ဒီဒေါသကိုမချုပ်တီးနိုင်တော့ပဲဇနီးအားအိမ်မှနှင်ချလိုက်တော့သည်ကျွန်တော်တယောက်တည်းကြံ့ရဲသောအခါတွင်ကမနေတတ်မထိုင်တတ်ဖြစ်ကဇနီးအားလွန်ဆွတ်တတိယပြန်တော့ဤသူနေချစ်ခင်ကျင်နူးခဲ့ကြသည်များကိုတွေးကတတတာဖြစ်မိတော့သည် သူဤအပြစ်အနာစာများကို တွေးမိပြန်သောအခါနာကြီးမုန်တီးမိပြန်သည်မိတို့ပင်ဖြစ်စီကျွန်တော်ချစ်ခင်ကျင်နာလာသည်ဖြင့်မိဘနှင့်မိသင်္ကဟာတို့ဤအညူညင်ကိုခံက ချိုချိုပန်းပန်းယူခဲ့တော့မရဖြစ်သည့်အတွက်နှမျောတတာ ယူချုံးမရဖြစ်မိလေတော့သည်လအနေငယ်ခန့်ကြာသားသောအခါတွင်ကကျွန်တော်မှလွမ်းဆုတန်တတတိယလာသည့်စိတ်ကိုမမျိုးသိမအောင်ဤနိုင်တော်သည့်အတွက်သူ့တရင်ကိုမေးမြန်းစုံစမ်းကသူ့ထံသို့လိုက်သွားမိတော်သည်ကြောက်တန်းမျိုးတို့လာခဲ့၏ကြောက်တန်းမှာတမန်ကလေးစီကဘော်ကလူးဟူသောရွာသို့ရောက်ခဲ့သည်ဘော်ကလူးတို့ရောက်သောအချိန်ကညင့်တကောင်ရန်အချိန်ဖြစ်လျာ တရွာလုံးဒိတ်စိတ်ငင်းတက်လျက်ရှိ၏အိမ်အားလုံးဒီလေတကားပိတ်ခါလူသူတစုံတယောက်ကိုမြမတွေ့မမြင်ရဖြစ်တော်သည်ကျွန်တော်ကြံရမရဖြစ်နေစဉ်အလေကျူးရမှာပြန်လာဟန်တူသော ကာလာသားတယောက်ကိုတွေ့ရသည့်အတွေ့အကျိုးကြောင့်ပျော်ပြမေးမြန်းသောအခါတွင်မှကျွန်တော်ဇနီးနေထိုင်သည့်အိမ်ကိုတည်ရတော်သည်ကျွန်တော်သည်အိမ်တကားကိုခောက်ခါအပြင်မှခေါ်၏ကျွန်တော်ဇနီးကတကားဖွင့်၍ပေး၏ကျွန်တော်ကတတိယသဖြင့်လာခြင်းဖြစ်ကြောင်းပြောပြကား သူဤနေရေးထိုင်ရေးများကိုမေးကြည့်သည်။သူကကျွန်တော်ကိုကြည့်ကချုံချ၍ငိုလေသည်။ကျွန်တော်မှလည်းရင်ထဲတွင်ဆူကမျက်ရည်ဝဲမိ၏။သို့သောကျွန်တော်တို့ကဤဘဝဤမျှသာပေါင်းသင်းမှုကံကြမ္မာဖန်တီးခြေပြီးတကား။အကြောင်းမူကသူသည်ယခုအခါတွင် ကျွန်တော်ဤဇနီးမဟုတ်တော့ကျွန်တော်ဤဇနီးဟောင်းသားဖြစ်ပေတော့သည်။တနည်းဆိုရလေအတိတ်ဘဝကတော်ခဲ့ဘူးသောဇနီးသားလေးဖြစ်၏။ ယခုပြစ်ဆက်ခတ်တွင်ကသူသည်အခြားသူတဦးဤကာမပိုင်မရာဖြစ်နေချေပြီတကားကျွန်တော်တက်ခေါ်၍ပြန်ခဲ့ရတော့သည်သူနှင့်အတူနေထိုင်ခဲ့သည့်၆နံပါတ်ရွာတွင်လည်းမနေချင်သောသဖြင့်ကမာကစစ်ရွာသူပြောင်းရွှေ့အလုလုရင်းရှီဟောင်းနောင်ပြစ်တွေကိုတွေးကဆွေးကလွမ်းနာကြာ၍နေမိပေတော့သည်ဆရာဆရာမေးလာနေတယ်တပည့်တယောက်ကပြောလာသဖြင့်ကျွန်တော်၏အတွေ့အကြုံရက်ရွေသွားတော့၏ အမေးဟူသောအတန်ကိုကြားလိုက်ရသည့်အတွက်အာတက်ဝမ်းမြောက်သွားကလင်မြန်စွာပင်ကျောင်းပေါ်မှဆင်ခဲ့လျက်အမေထံသို့ပြေးလာမိသည် အမေသည် ကျွန်တော်ကိုမြင်သောအခါမျက်ရည်ကလေးတဆန်းဆန်းဖြင့်စီကြိုလင့်၏ငရမ်းရဲ့နင်မှဖြစ်လိုက်မှဖြင့်ဟိုလေးတကြောကြီးပဲနင်အကြောင်းကြားရလို့အမေချက်ချင်းထလာခဲ့တာဟု အမေကဝမ်းနဲ့လှိုက်လေးတန်းဖြင့်ပြောရသည်အမားတို့ဘသူပြောပြတယ်လဲဟု ကျွန်တော်ကမေးလိုက်၏ နဲ့တငယ်ချင်းကြောင်းစရာကိုလာမောင်ကစာရေးလိုက်တယ်။ gain စကားများမနေနဲ့ငရံနင်ခွင့်ယူပြီးအမားတို့နဲ့အတူလိုက်ခဲ့ဖို့သာပြင်ပြီးတော့အမေစကားကိုကျွန်တော်နှစ်သက်ပေးသည်။ကျွန်တော်တယောက်တည်းနေရလင်သွားလီသူကျွန်တော်ဇနီးကိုသာလင် လွန်ဆွတ်တာတာတတိယကအပူဇက်ခင်းနေမိမှသိကြသည်။အပူဇက်လေလာပေါင်းများစွာ ခင်းခဲ့ရလိမ့်ပြီ။ထို့ကြောင့်ခွင့်သုံးလာယူက အမေနဲ့အတူကျွန်တော်ဇာတိချက်ကျွေးမွေရက်မြေတို့ ပြန်ခဲ့ရလေတော့တည်းကိုဇာတိရရွာသူပြန်ရောက်တော့အခါတွင်ကစိတ်သက်လူသည်ဖြစ်ကတာယာကြည်နူးတဲ့အောင်ဖြစ်ရတော့သည်မိဘများနှမများအမျိုးအဆွေမိသင်ကဟတငယ်ချင်းများနဲ့တွေ့ကစမိဆက်ရစကားများကိုပြောနေရသောအခါတွင်ကျွန်တော်အပူအဆွေမှာငြိမ်သက်သာတကယ်တို့ဖြစ်ရတော့လေတချိန်နဲ့တယောက်ထဲနေရသောအခါတွင်က အနာဟောင်းထားကလွမ်းရဆူရပြန်လေသည်ဆောင်းရသည်ဖြစ်ရကျွန်တော်တို့အရမ်းမှာ ခိုက်ခိုက်တွန်းအောင်ခြံလာသဖြင့်တနေသောနက်နက်၄နာရီခန့်တွင်ကျွန်တော်အိယာမှနိုးလာတော့သည် အပေါ်ပါသွားရင်အိမ်အောက်သို့ဆင်းလာသောအခါတွင်ထူဆန်းသောမြင်ကွင်းကို တွေ့ရတော့၏ကျွန်တော်တို့အိမ်ရှိတွင်မီးပုံကလေးဖို့ထား၏ထိုမီးပုံလေးပေးတွင်မင်းမပြိုကလေးတယောက်မီးလုံနေသည်ကိုတွေ့ရသည် ကျွန်တော်တို့တအိမ်သားလိုမြည်သူများမနိုးကြမထားကြသေးသဖြင့်ဤမီးလုံနေသောမင်းမပြိုသည်ပင်လင်းမီးပုံကလေးဖို့ထားခြင်းဖြစ်မည်ဟုတွေးမိသည် အဘဲကြောင့်ကျွန်တော်တို့အိမ်ရှိတွင်မိလာ၍ဖိုလေသည်။ထိုမိမပြူသည်မြည်သူမြည်ဝါဖြစ်လေသည်။ကျွန်တော်သည်မိဘုံအနီးတွင်ထိုင်ကမိမပြူအားအကဲခတ်၍ကြည်မိသည်။မျက်နာကလေးကကြည်လင်ရှင်ပချစ်စရာမျက်နာကလေးပင်ဖြစ်သည်။မျက်ခုံမျက်လုံးနာတံပါးစပ်အားလုံးတင့်တယ်လာပါလျက်မိမချော်ကလေးဖြစ်သည်။အသားရည်မှာဝင်းဝါ၍နေ၏။ကိုယ်လုံးကိုပေါက်ကလေးမှလည်းကြော်ရှင်တောင်းတင်လာပေသည်။ ျွန်တော်ဤအချစ်ပူအချစ်ဆွေးကိုပျောက်ကင်းအောင်ကုသပေးရန်အတွက်နှက်ကောင်းနတ်မြတ်များက ဖန်ဆင်း၍ပြခြင်းပင်လောကျွန်တော်သည် မိမပြူအားနှုတ်ဆက်စကားပြောမည်ဟုကြံစီစဉ်တွင်ပင်မိမပြူသည်မိဘုံအနီမှထကားတနွေနှဲ့ထွက်သွားလေတော့သည်ကျွန်တော်မှာအံ့ဩစွာဖြင့်ငေမောကြံရခဲ့ရ၏အတန်ကြာလင်ကျွန်တော်အမိအိယာမထကားမီးလုံရန်ရောက်လာသည့်အခါတွင်မှခုရင်ကဒီမီးပုံနာမှာမင်းကလေးတယောက်တွေ့ရတယ် ဘေကလည်းဟုအမေကြည့်မိသည် မခင်နှွေးပါကွမင်းမမတ်မိတော့ဘူးထင်ပါရဲ့ဟု အမေကပြော၏ဘေကမခင်နှွေးလေဒီနာမည်ကိုလည်းကျွန်တော်မကြဘူးသူ့ကိုလည်းတကားမှမမြင်ဘူးအေးဟုတ်တယ်မင်းဘယ်မတ်မိတော့မလဲတို့အရက်ထဲကကိုသားဆန်မတ်မိလို့တမိလေမခင်နဲ့ငငယ်ကမြင်ကွန်းကိုပြောင်းသွားကြတယ်မကြသေးဘူးသူ့အဖေဆုံးလို့သူ့မာနဲ့တို့ရောက်ကိုပြန်လာကြတာကျွန်တော်တို့အိမ်ကိုစောစောစီးစီးလာပြီး ဘာဖြစ်လို့မေးလုံရတာလဲဟုကျွန်တော်ကအံ့ဩသန့်ဖြစ်မိလိုက်၏မခင်တွေကမင်းနမမတ်တန်းတွေနဲ့အင်မတန်ချစ်ကြတယ်ညအိရင်မတ်တန်းတွေနဲ့အတူတူလာအိတ်တယ်မခင်တွေကမနေ့စောစောထပြီးဒုလုံမမီးဖို့ပေးသွားတာပါသူလာအိတ်တာ ကျွန်တော်မသိပါလားဟု ကျွန်တော်ကမေးလိုက်၏သူကညနေမှလာတာကိုကွယ်မင်းကစောစောအိတ်ရဝင်တော့ဘယ်သိမလဲမနေ့လေအစောကြီးထပြန်နေကျွန်တော်ဒီမခင်တွေအကြောင်းကိုဒစိမ့်စိမ့်တွေးနေမိသည် ခင်ရွေဤမျက်နာကလေးကိုတရေရေထင်မြင်ပေါ်ပေါက်နေမိသည်ရင်းသူတွေ့တော်ထင်မြင်နေသော အခိုက်အခါတွင်ကျွန်တော်ဤပူမှုဆွေမှုတို့သည်ငြိမ်အေးပျောက်ကွယ်သွားသည်အောင်ထင်ရတော်သည်မိတို့ပင်ဖြစ်စေမခင်ရွေကိုကျေးဇူးတင်မိသည် ပူပန်ဆွေမြေ့ခြင်းဟုသည် အတိတ်ဖြစ်စဉ်ကို ပြန်လဲတွေ့တော်စမြုံပြန်သောကြောင့်ပူရဆွေရခြင်းသာလင်းဖြစ်၏ရင်းသူပြန်လဲတွေ့တော်ခြင်းကို မပြူပါဘူးဟုဆုံးဖြတ်တားမြစ်၍မရ ပြန်၍ပြန်၍တွေ့တော်မီကပို၍ပို၍ဆွေရပြန်သည်ယင်းသူပြန်လဲတွေ့တော်ခြင်းကိုပယ်ဖြောက်ရန်က တွေ့တော်စင်စားခြင်းကိုလန်လွဲကပူစီရမှာကြည်နူးစီရသို့ကူပြောင်းပေးခြင်းပင်ဖြစ်သည်ကျွန်တော်သည်ဇနီးဟောင်းအကြောင်းတွေ့တော်ပူပန်မိသည့်အခါတိုင်းမခင်တွင်အကြောင်းကိုတွေ့ခြင်းဖြင့်စိတ်ပြောင်းလဲဖြစ်သိင်ကตาရကြည်နူးမှုကိုရှာရတော်သည်ယင်းသူအပူအဆွေးကိုအကြည်အေးဖြင့်အစာထိုးရပန်များလက်တော်အခါ ဇနီးဟောင်းဤနေရာတွင် မခင်နှွဲရောက်ရှိလာသလိုဖြစ်ရလေတော့သည်တူတူဆိုရရင်ကျွန်တော်သည်မခင်နှွဲကို တွေ့တော်ဆွဲမဲ၍နေပြီဖြစ်၏ယင်းသူတွေ့တော်စရာရှိသောကြောင့်ပင်လေအတိတ်ဤတန်ရာတန်ချက်များယောပါတတခွင့်ရလေတော့သည်ကျွန်တော်သည်မခင်နှွဲနှင့်တွေ့လို့ဆုံလို့စကားပြောလို့သည့်ဆန္ဒပေါ်လာ၏သူမျက်နှာကလေးကို မြင်ရလင်းဘဝင်အေးပေလိမ့်မည်သူအတန်ကလေးကိုကြားရရင် နာချမ်းသာပေလိမ့်မည် ိုအခိုက်တွင်ကျွန်တော်သည်အတိတ်ကိုလုံးဝမေးနိုင်မည်ဖြစ်၏မခင်တွင်နှင့်တွေ့ရန်အတွက်တနေသောနနေ့တွင်ကျွန်တော်အစောကြီးထ၏သို့သောမခင်တွင်ကိုလည်းမတွေ့ရမခင်တွင်ပို့ထားသောမိဘုံကလေးကိုလည်းမတွေ့ရသဖြင့်ရင်ထဲမှဟာ၍သွားတော့၏ထို့ကြောင့်အမေအားမခင်တွင်ကျွန်တော်တို့ရင်ကိုလာမအိတ်တော်ဘူးလားဟုမေးလိုက်၏အေးမအိတ်တော်ဘူးဘာဖြစ်လို့လဲဆိုတော့သူကလည်းအပြူမင်းကလည်းလွတ်လွတ်လပ်လပ်ဆိုတော့ အခြားသူတွေကတမျိုးတမီထင်စရာဖြစ်မှာဆိုလို့ကျွန်တော်ကန်ဆိုးလာသည်ဟုတွေးမိသည် ကျွန်တော်စိတ်ပြေလက်ပြောက်ကြည့်ရှုကနှစ်သိမ့်ကြည်နူးနိုင်သည့်မခင်တွေကိုမတွေ့ရမမြင်ရပြန်ကြည့်တကားကျွန်တော်ယူထားသည့်ခွင်သုံးလစီသဖြင့်ရန်ကုန်သို့ပြန်ကန်နေသောအခါ အမေသည်စကားတူဆိုလေတော့သည် မင်းပြန်သွားရင်ตาမရမရှိတဲ့အတွက်တယောက်ထဲရောင်လေလေဖြစ်နေလိမ့်မယ်နောက်ပြီးတော့မင်းမရဆိုးကိုတွေ့တော့တန်းတိုင်စိတ်လည်းမကောင်းဖြစ်နေလိမ့်မယ် ဒါထက်ဆိုတာကတော့မင်းမရာဆိုးနဲ့မတော်တဆပြန်ပေါင်းမိမင်းဘဝဟာရေတိမ်နစ်တော်မှာပဲဒါကြောင့်မင်းကိုမင်းမပေးစားလိုက်ချင်တယ်ကျွန်တော်အံ့ဩ၍သွား၏ဝမ်းသာရမည်လားဝမ်းနေရမည်လားဟု ခွဲခြား၍မသိနိုင်အောင်ဖြစ်ရ၏အမေပြောသည့်အချက်လက်တို့ကမှန်သည်ကြီးဖြစ်သည်ဟုထင်မိ၏ဘသူနဲ့ပေးစားမှာလဲအမဘသူဖြစ်ရမှာလဲမခင်နှွေးနေပေါ့ကျွန်တော်ဂျင်းနဲ့နှစ်သိမ့်၍သွားမိသည် ဤဝေဒနာမျိုးကိုဤစေနှင့်ကုမသာလင်းပြောင်းမည်မဟုတ်ပါလောကျွန်တော်ပြန်ကန်နည်းတွင်မခင်တွင်နှင့်အတင်အတဲထိန်များမင်္ဂလာပြု၍ပေးသည်ကျွန်တော်ဘဝကစမ်းကြဲ့ဤပထမအိမ်နောက်တွင်တစုံတရာလက်ထက်ထိန်များခြင်းမပြုဘဲနှစ်ဦးသဘောတူလင်မယားအဖြစ်နေလိုက်ကြသည်ဒုတိယအိမ်နောက်တွင်မှထိန်များမင်္ဂလာခံနာစွာပြုရ၏ကျွန်တော်ရန်ကုန်သို့အပြန်တွင်ဇနီးတစ်ကလေးမခင်တွင်ပါ၍လာတော်သည်မခင်တွင်ကယုတ်ကလေးချိုးသလောက် သဘောတက္ကရာကောင်းလာပြီသည်ကျွန်တော်မှသူဤအချစ်ဦးအိမ်နောင်ဦးဖြစ်ရာမခင်နှွေးသည်ကျွန်တော်အားချစ်ခင်ကျင်နာလှစွာအလိုလိုက်သည်အကြိုက်ကိုပြုသည်ကျွန်တော်စိတ်မချမ်းမသာဖြစ်မိကိစ္စမှန်နေမြည်သည့်အမှုကိုများမပြုဘဲရှောင်ကျင်လျက်ကျွန်တော်ကိုစိတ်နှပြချမ်းသာပြောမွေမိကိစ္စကိုသာလင်းအမြဲဆောင်ရွက်အားထုတ်ရှာ၏ကျွန်တော်တို့ဇနီးမောင်နှံမှာစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနှင့်ပြည့်စုံစွာ ပျော်မွေ့ရွှင်ပြပီတိဒုက္ခဖြစ်ကြသည်။သွားစရာလာစရာရှိရင်လက်ချင်းတွဲကရှင်ွယ်သွားလာကြသည်။စားစရာရှိရင်တယောက်ကိုတယောက်ခွန်ချွေ၍အာမရဖြစ်ရသည်။တယောက်ကိုတယောက်ကြီးကပီတိဖြစ်ကြရ၏။တယောက်ဤစကားကိုတယောက်နာတော်တာစင်ကကြည်ရွှင်ပျော်မွေ့ကြသည်။အဆုံးကိုဆိုရရင် ညအိတ်ခန်ဤတွင်ပင်ယုတ်တည်းရဲ့မအိတ်နိုင်ကြသေးပဲရှီဟောင်းနောင်ပြစ်တွေကိုပြောဆိုစမြုံပြန်ကြရင်တခိခိနီပီတိတောမနတဖြစ်ကြရလေသည်သို့တော့လာပါချေပြီကျွန်တော်ဘဝတွင်သို့တော်ပေါင်းများများစွာကိုတွေ့ခဲ့ရပါ၏ကိစ္စဝိစအဝဝပြည်စုံအစဉ်ပြေနေလင်သို့တော်ဟုပြောစရာအနှောက်ယှက်တွေ့၍လာတတ်သည်လူဘဝဟုသည်စင်လုံးချောအစဉ်ပြေသည်ဟု၍မရှိပဲ သို့တော်ဟူသောအနှောက်ရှက်အဖုအထစ်တွေပြေရှံ၍နေချင်ဤတကားကျွန်တော်တို့ဇနီးမောင်နှံမှာတယောက်နဲ့တယောက်မျိုးထားလို့မတက်ချစ်ခင်ကျင်နာပါတော့ညာလေစိတ်မချမ်းသာစရာကိစ္စနဲ့ကြုံတွေ့ရလေတော့သည်အနောက်ဘက်ဒေသဥရောပတခွင်တွင်ကဘာစစ်မီတဟီဟီလောင်မြိုက်နေရာမှာအရှိတိုင်းတခွင်တို့စစ်မီကူဆက်တော်မီအရေးရောင်ပေါ်လာတော့သည်စစ်ဖြစ်တော်မီတကယ်ကယ်ဖြစ်နေ၏စစ်အတွေ့ပြင်ဆင်မှုတွေကိုလည်းတွေ့ရသည် ကာကွယ်ရေးတပ်များမိသက်သမားများသည်ခြေချင်းလိန်က အလုရှုပ်နေကြသည်မကြာခဏအစမ်းမောင်းချသည် အချက်ပေးအိုအောတန်ကြီးကမကောင်ဆူရွားကိုမြင်လိုက်သဖြင့်ဦးလိုက်သောခွေးနှက်ကြီးအတန်နှင့်ဒူလာကတတိမွေညင်းဖြာမိတော်သည်လူတိုင်းမင်းကြီးလန့်စားစားဖြစ်ကြရ၏စစ်ဖြစ်လာရင်မြေသည့်အရက်တို့ပြေလွာပုံးဆောင်ရမည်ကိုစီစဉ်ထားကြရသည် အထုပ်ပိုးများပြင်ကြရသည် အသေးတထိတ်ထိရင်တဖိုးဖိုးဖြင့်အေးရမယ်စားရမယ်မသိလောက်အောင်ပူပန်လောင်မြိုက်တောကမီတိုက်ချင်းခံကြရသည်ထိုအထဲတွင်ကျွန်တော်တို့ဇနီးမောင်နှံလေးပါလျာကျွန်တော်တို့မှာချစ်စကျင်နာစားတွင်ခြေ၍အာမရရွှင်ပြ၍ဒင်မတိန်နိုင်ဖြစ်ရသည့်အချိန်တွင်စစ်တီးဟုသောမကောင်းဆိုရာကြီးသည် ကျွန်တော်တို့၏ပျော်ရွှင်နှစ်သိမ့်ခြင်းကိုဖြိုခွင်းချေမုံလိုက်ချေပြီးတကားကျွန်တော်မွေးနေ့ဒီဇင်ဘာလ10ရက်နှစ်တော်လာစုတ်6ရက် ဂျပန်နဲ့အင်္ဂလိပ်တို့ဆက်ဖြစ်ပြီးဟုကြေညာလေတော့သည်ကျွန်တော်တို့သည်နေမတိထိုင်မသာထိတ်လန့်တုန်လှခါထိုနေတွင်ပင်ဇာတိချက်ကျွေးမွေရမည်သို့ပြန်ခဲ့ကြ၏လာမည့်ဘေးကိုတွေး၍ကြောက်ခါမစားနိုင်မအိမ်နိုင်ဖြစ်ကြရသည်ယင်းသို့တတွေတွေတဆွေဆွေနေရင်းတွင်ပင်အင်္ဂလိပ်စစ်တပ်များအုတ်ချိုရေးအရာရှိများစုပ်ပြီးထွက်ခွာသွားကြလေရာမင်းမဲ့တိုင်းပြည်ဖြစ်လျက်တောကြောင်များကိုကြောက်ရွံ့နေကြရသည်တောကြောင်ထဲဆိုသောဂျပန်ကြောင်များရောက်လာကြခြင်းပြီး ကျွန်တော်တို့ဒီမြို့ပေါ်တွင်မနေဝင်တော့ပဲတောရွာများသို့တရွာပြီးတရွာရွှေပြောင်းပုံရှောင်နေကြရ၏ယင်းသို့ပုံရှောင်ရင် ပြဿနာတစ်ခုပေါ်လာပြန်လေသည် အချီရေးထဲစီရေးခက်၏စီရေးထဲဝမ်းရေးခက်လာပေသည်ကျွန်တော်ဤချစ်စနီမခင်ရွဲကို သူမိခင်နှင့်အတူ တောရွာတွင်ထားခဲ့ကကျွန်တော်မှာပရိတ်ယေသနာဝန်းစာရှာဖွေရန်အတွက်ရန်ကုန်သို့တဆင်ခေရလေသည်မခင်ရွဲကတရှုံရှုံငူယူကကြံရေးခဲ့ကြ၏ ကျွန်တော်မှလည်းရင်ထဲမှာစိုးကမျက်ရည်ဆူ၍နေမိသည်ကျွန်တော်ရန်ကုန်သို့ရောက်သောအခါတွင်ကမခင်နှွင်းနှင့်လုံးဝအဆက်ပြတ်နေတော့၏စားတိုင်းမှစားပေး၍မရနိုင် လူဂျုံကလည်းမရှိသဖြင့်တယောက်နဲ့တယောက်တာချောင်းမချောင်းမျှမသိနိုင်ငွေကလေးပူချင်ပါသောညလည်းမပူရဖြစ်တော့၏တနေ့တွင်က ကျွန်တော်တို့ရွာမှလူတယောက်သည် ကျွန်တော်ထံသို့ရောက်လာ၏ထိုလူကသတင်းထူကြီးတစ်ခုကိုပြောပြ၏ ထိုသတင်းဆိုကြီးကိုကျွန်တော်ကြားလိုက်ရသောအခါမျက်စိတွေပြသွားလျက်တတိလစ်တလူဖြစ်ရလေတော့သည်မခင်တွင်ဆုံးပြီကျွန်တော်ဘာစကားများမပြောနိုင်တော့ပဲငင်းငိုင်နေမိတော့သည်ကျွန်တော်ဤအိမ်တော်ကြီးကတကွက်ကလေးမျှအဆင်မပြေပါဘဲတကားပထမအိမ်တော်နေကြည်ဖြူရွှင်မြနေခဲ့ရစဉ်ကလည်းမမျော်လင့်သောကိစ္စကြုံတွေ့ရသဖြင့်ရှင်ခွဲခွဲခဲ့ရသည် ယခုမခင်နွဲ့နဲ့ချခင်ရွှင်ကြီးသဆုံးတိုင်းနေမိဟုအားခဲပြန်တော့လေတေမင်းခွေ၍꽌ရပြန်ကြည်ပြီဘဝဟုသည်ဒုက္ခတောကတို့ပြွန်ရာငရဲပုံတမျိုးပါတကားဤဘဝသာလင်းဆိုးသည်မဟုတ်ဤဘဝထိုဘဝဘယ်ဘဝမြကောင်းလာမည်မဟုတ်ဘဝဟုသည်အစိတ်တီးနှင့်တူလာပါပေ၏အစိတ်တီးကချိုမြင်ကောင်းမြတ်သောအရာသာတမျိုးမျိုးရှိမိကမှန်၏သို့သောအစိတ်မကင်းသဖြင့်တနေ့နေ့တွင်အစိတ်တင်ကား မရှိမလားအခံရမည်မှာတေချာလာပေ၏တန်တရားတခွင်တွင်ကျင်လေရမည်ဘဝထူထူတို့သည်ဒုက္ခအတိတာတကားအစိတ်အီးနှင့်မချာမှန်စွာတူလာပါပေ၏ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းကကွေကွင်းနောက်ဆုံးရှိချေ၏တကားကျွန်တော်ဤဘဝကိုတွေးကလက်တွေ့ဆင်မီတို့ကလေးတစ်ခုပေးလိုလာပါ၏ချစ်မရနေချစ်သားချစ်သမီးချစ်စိတ်သေး၍မငြီရှိဝဲနားဝဲသားရဖျားဖျားပီတိ ဂွန်းစီထီတို့ညီတွေပေမှတမှုတရားကဒုက္ခဆင်းဆက်အမှန်ဖြစ်၏ချစ်ကြခင်ကြကျင်နာကြလဲကွဲရတနည်းတွေ့မြီတော်ကပူပြားခလိတ်ဘဝထူထူဥတဟိုးတွင်ချစ်ပူကျင်နာမခွာအတူနေခြင်းမူလဲဘယ်သူမဖြစ်စူးညီဝိပယိဖောက်ပြန်ပြီး၍အမိနှစ်သာမယားနှစ်လင်းဖခင်ရှင်သွေးကွာဝေးရှင်လက် ေခွဲရှင်ကွာဓမ္မတာကိုဘယ်ခါမပြတ်ခံရတတ်၏မပြတ်ဘဝဒုက္ခဖုံဖုံဆန်စုံမျောပါတန်တရာမှလွရလွကြောင်းကျွတ်စုတောင်း၍ကောင်းမြတ်နိဗ္ဗာန်ရည်စူးလော ကြီးရန်အောင်ရေးသားထားတဲ့တန်ဝေကဆိုတဲ့ဝိထုထုလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။